လီယိုနယ်မက်ဆီရဲ့မှော်ဝင်ဂျောနမန်ဖြစ်တဲ့ဂျောနမန်၁၀ကိုဆက်ခံလာတော့မယ်လာမင်းရမယ်လာမင်းရမယ်လာမယ်နွေရာသီမှာဘာစီလိုနာသီနဲ့နှစ်ရှိစာချုပ်တွေချုပ်ဆိုပြီးလို့ရှိရင်လာမင်းရာသီမှာဂျောနမန်၁၀ကိုလွှဲပြောင်းရယူဝစ်စင်လာတော့မှာလည်းပဲဖြစ်ပါလေလာမင်းရမယ်အသက်၁၈နှစ်အရွယ်သာရှိနေသေးပေမဲ့လည်းကမ္ဘာအကောင်းဆုံးဇာမောက်တွေထဲကတယောက်အဖြစ်ရက်ဒီနေသူတယောက်ဖြစ်ပြီးအခုရာသီမှာဘာစီလိုနာသီကိုပြည်တွင်းစုလောက်၃လုံးစုခုနိုင်အောင်လဲကူညီပေးထားပါလေ လာမာစီယာအကယ်မီအတွက်ဇာမာတယောက်ဖြစ်တဲ့လာမီယာမေဟာနေပြဟန်စီပလေးရဲ့အယောင်တင်ပေးမှုနဲ့အတူ2025ခုနှစ်ဘလွန်ဒေါ်ဆုအတွက်လည်းရှေ့ပြေးနေသူထည့်ရဲ့ကတယောက်လည်းပဲဖြစ်ပါလိမ့်။လာမီယာမေဟာပြည့်တဲ့16လအတွင်းမှာဘာစလိုနာအသင်းမှာခြေစမ်းပြသဇာနိုင်မှုနဲ့အတူလီယိုနယ်မက်ဆီရဲ့ခြေရာကိုဆက်ခံမဲ့ဇာမာတယောက်ဖြစ်သတ်မှတ်ခြင်းခံရသူလည်းပဲဖြစ်ပါလိမ့်။အခုလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့လာမယ့်ရာမေဟာလာမယ့်ရာသီကနေစတင်ပြီးတော့ဘာစလိုနာအသင်းမှာဂျော့နံပါတ်10ကိုဝစ်စင်ဇာလာမာဖြစ်ကြောင်းသိရှိရပါတယ်။ လက်ရှိချိန်မှာတော့ကျောင်းနံပါတ်10ကို Ansu Fadi ကဝေဆင်ကစားနေတာလည်းပဲဖြစ်ပါလိမ့်မယ်။ Ansu Fadi ဆိုတာကလည်းခေတုံးက Lionel Messi ရဲ့ခြေရာကိုနေနိုင်မဲ့သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပေမဲ့လည်းနောက်ပိုင်းမှာခြေစွမ်းမပြတော့နိုင်မှုနဲ့အတူပုံမှန်ပွဲစားခွင့်တော့ရရှိဖို့ရုန်းကန်လာရတာလည်းပဲဖြစ်ပါလိမ့်မယ်။အခုကမ္ဘာတော့အဆူပါရီယာလာမဲ့နွေရာသီမှာဘာစီလိုနာအသင်းကနေထွက်ခွာလာဖို့ရှိနေတာလည်းပဲဖြစ်ပါလိမ့် ဘာဒရိုနာတွေကလာမယ့်ရာမယ်အသက်16နှစ်ပြည့်တဲ့အချိန်မှာနှစ်ချေစာချုပ်တွေတရေချုပ်ဆိုဖို့လှုံ့ဆော်လေးရှိနေပါလေ။ဩဂရလာဘော်ဒါက2019ခုနှစ်တုန်းကနေပါကိုရောင်းချခဲ့တဲ့လိုမျိုးအဖြစ်ပြန်မျိုးမဖြစ်လာစေရတဲ့လာမယ့်ရာမယ့်ရဲ့စာချုပ်အတွင်းမှာစာချုပ်ဖြတ်သိမ်းခြင်းယူရို1ဘီလီယံပေးရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းချုပ်ဆိုလာမှလည်းဖြစ်ပါလေ။ လက်ရှိချိန်မှာတော့လာမယ့်ညမယ်ကဘာစီလိုနာအသင်းမှာဂျောနံပါတ်19ကိုဝစ်စင်ကစားနေတာလည်းပဲဖြစ်ပါတယ်။လီယိုနယ်မက်ဆီကလည်းဘာစီလိုနာအသင်းရဲ့ဂျောနံပါတ်19ကိုဝစ်စင်ကစားပြီးမှ2008ခုနှစ်မှာဂျောနံပါတ်10ကိုလွှဲပြောင်းဝစ်စင်ကစားခဲ့တာလည်းပဲဖြစ်ပါတယ်။နာပိုလီနဲ့အင်တာမီလန်အသင်းရဲ့စီးရီးချန်ပီယံဆုကိုရာသီသိမ်းပွဲစဉ်အဖြစ်ဆုံးဖြတ်လာမယ်။နာပိုလီသင်းနဲ့အင်တာမီလန်အသင်းတို့ဟာအာသင့်စရာကောင်းလောက်အောင်ကိုနှစ်သင်းစလုံးတည်ကြလာမှုနဲ့အတူစီးရီးဖလောက်အတွေ့အရှင်ပြိုင်မှုကရာသီသိမ်းပွဲမှာဆုံးဖြတ်ပေးလာတော့မှလည်းဖြစ်ပါလိမ့်။ စိတ်ဝင်စားမှုကောင်းတာကနှစ်သိန်းစုံတည်ကြတဲ့အပြင်နေရွာတွေလည်းအထောက်ခံထားရပြီးတော့ချန်ပီယံစုကိုဆုံးဖြတ်ပေးမယ်။ရာသီသိမ်းပွဲမှာကြီးကြပ်လာနိုင်ကြမှာမဟုတ်ပါဘူး။စီရီကိုဦးဆောင်နေတဲ့နာပိုလီအသင်းကဒမ်ဆင်ရောက်ရေးတိုက်ပွဲဝင်နေတဲ့ပါမားနဲ့ဂိုးချီတီကြောက်ခဲ့တဲ့လို့အင်နာမီလန်အသင်းကလည်းနောက်ချင်းချိန်ပေါ်မှာပီနယ်တီဂိုးကြောင့်ချေပါကိုပေးရပြီးလာစီယိုနဲ့နှစ်ဂိုးစီတည်ကြခဲ့တာလည်းပဲဖြစ်ပါလိမ့်။ကိုနေနဲ့ဇာဂီတို့ကဒီပွဲစီထဲမှာအသေးသေးထုတ်ခံရမှုနဲ့အတူရာသီသိမ်းပွဲမှာကြီးကြပ်လာနိုင်မှာလဲမဟုတ်ပါဘူး။ နာပလီနေကရာမတ်တမတ်အသာစီးနဲ့စီးရီကိုဥဆောင်ထားတာလည်းပဲဖြစ်ပါလိမ့်။သူတို့ကရာသီသင်းဝဲစီမှာကယ်လီယာကိုအခံစားမှာဖြစ်ပြီးအင်ဆောင်ရဲ့အင်တာမီလန်သင်းကတော့ဖာဘရီကတ်ဂိုင်းတွင်နေတဲ့ဂိုမိုအသင်းနဲ့ရင်ဆိုင်စားရမှာလည်းပဲဖြစ်ပါလိမ့်။တကယ်လို့များနာပလီအသင်းတို့ရှုံးနေပြီးတော့အင်တာမီလန်အသင်းတို့တည်ချလာမယ်ဆိုရင်ရာမတ်တူညီနေမှုနဲ့အတူပလေးရောက်စားစေပြီးချန်ပီယံဆုအတွက်အဆုံးဖြတ်ပေးလာရမှာဖြစ်ပါလိမ့်။ ရမတူရင်ပလေးအောင်စားစီတဲ့စီးမင်းကို2021 2022ရာသီကနေစတင်ပြီးတော့အကျဉ်းဆုံးလာလာလေးပဲဖြစ်ပါလေ။ပလေးအောင်စားရမှာလဲမိနစ်60အတွင်းမှာတည်ကြနိုင်မယ်ဆိုရင်အထင်ပိုဆက်စားမှာမဟုတ်ပဲပင်နတီအဆုံးဖြတ်ချက်ချင်းပဲတန်းကံမှာဖြစ်ပါလေ။အီတလီစီးချန်ပီယံစုအတွဲရှင်ပြန်ရမှာနှစ်သင်းစုံအတွဲမြောက်တော့ဇီးအတွဲနာပိုလီရဲ့ဘွဲစဉ်ကိုရောအင်တာမီလန်ရဲ့ဘွဲစဉ်ကိုရောတောက်ကြနေညမှာကစားလာမှာလေးပဲဖြစ်ပါလေ။ နာဝလီသင်းနိုင်ရမယ်ဆင်တော့အင်တာမီလန်သင်းရဲ့ရလဒ်ကိုကြည့်နေစရာမလိုပဲစီးရီးချန်ပီယံဖြစ်လာမှလည်းပဲဖြစ်ပါလိမ့်တကယ်လို့များနာဝလီကသေးချပြီးအင်တာမီလန်သင်းကနိုင်ရမယ်ဆင်တော့အင်ဇာဂီရဲ့အသင်းကချန်ပီယံဖြစ်လာမှလည်းပဲဖြစ်ပါလိမ့်နတ်တင်းလုံးရမတ်တူနဲ့ရာသီသိမ်းခဲ့မယ်ဆိုတော့ဗလိောက်ဘွဲစဉ်ကိုချိန်များစွာမဆိုင်ပဲလာမယ့်အပတ်ဂျားရက်ထဲမှာကစားလာမှလည်းဖြစ်ပါလိမ့်။အင်တာမီလန်အသင်းကတော့ဗလိောက်ဈာရမယ်ဆိုရင်တော့ PSG အသင်းနဲ့ဂျမနီဘောလူဘွဲစဉ်အတွက်ပြင်ဆင်ချိန်၃ရက်မြောက်သာရရှိလာဖို့ရှိနေပါလိမ့်။ မဲဒရီကဆူရာလက်မဲ့ရာသီမဟုတ်ပါဘူးလို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြကွာလူလာ နေပြဝန်လာကမန်စီမှာအခုရာသီမှာဆူလာရရှိပြီးလာမဲ့ရာသီချန်ပီယံလိဂ်ကစားခွင့်ရမယ်အင်္ဂလိပ်ကလပ်၃ခုမှအသင်းတစ်သင်းဖြစ်ကြောင်းဖွင့်ရပြောဆိုပြီးတော့ကလပ်ရဲ့ဆူလာမဲ့ရာသီကိုကာကွယ်ပြောဆိုပေးခဲ့ပါတယ် မန်စီးတီးယားကလနောက်ပိုင်းတော့ကကမီတိုင်းပွဲစဉ်မှာမြို့ကန်ပြိုင်မဲ့မာရီနာတဲ့အသင်းကိုပင်နေတီနဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါလိမ့်။အဲဒီနောက်ပိုင်းတော့မန်စီးတီးအသင်းကဒဏ်ရာပြဿနာတွေနဲ့ကြုံတွေ့ရပြီးချန်ပီယံလိဂ်ကနေစောကြီးထွက်ခွာခဲ့ရသလိုပရီးမီးယားလိဂ်မှာလည်းရုန်းကန်နေခဲ့ရတာဖြစ်ပါလိမ့်။ယမနီကလည်းဝင်းလီကွင်းမှာဘဲလီကိုအဖေဘလာဘောလူပွဲမှာရှုံးနေပြီးမန်စီးတင်းကရှင်းနေတာကလာတွင်မှာဗရမာဇုံချိန်ဖြစ်အဓိကဆူဘလာမရရှိတဲ့ရာသီပိုင်ဆိုင်လာလာလေးပဲဖြစ်ပါလေ ဒါပေမဲ့နေပြဝယ်လာကလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်နဲ့ပတ်သက်ပြီးတော့ပြောဆိုတဲ့အချိန်မှာကွန်ပျူတာရရှိမှုကိုထည့်သွင်းပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။ချန်ပီယံလိဝင်ခွင့်ရဖို့ကအရန်ကိုအရေးကြီးပါလိမ့်။ဒါပေမဲ့နေယူကာဆဲကကာလဘောင်းလားရတယ်။လေဘောပသင်းကပရီးမီယာလိဖလားရပါလိမ့်။မန်စတီးကလည်းကွန်ပျူတာရတယ်လေ။ခြားသင်းတွေပါဆူဖလားမှတော့မရပါဘူး။အခြားအသင်းတွေထဲမှာချဲသေးသင်းကဆူဖလားတစ်လုံးကွန်ဖရင့်လိမိုင်းရတဲ့နဲ့စပါအသင်းကယူဘလိဖလားရရှိနိုင်ပါသေးတယ်။အခြားသင်းတွေလည်းချန်ပီယံလိဝင်ခွင့်ရဖို့အတွက်မျှော်လင့်နေတာအမှန်ပါပဲ။ လတ်သိန်းတိုင်းအတွက်ချန်ပီယံလိဝင်ခွင့်ကအရန်ကိုအရေးကြီးပါတယ် FA ဘလောက်ဘလူးပွဲစဉ်ကတော့ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်အနိုင်ရဖို့တော့မလုံလောက်ခဲ့ပါဘူးနောက်ဆုံးနှစ်ပွဲကစားရအောင်မယ်လေးပဲရမှလာမယ်ရာသီချန်ပီယံဝင်ခွင့်ကျွန်တော်တို့ရရှိမှာဖြစ်ပါလေ။ဒါဆိုရင်တော့ကျွန်တော်တို့အားလုံးလုံလောက်နေပါပြီ။လူတိုင်းလေးရောက်ချိန်ကြပါလေလို့ဖွင့်ရမှာပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။ဇလက်ပြီးတော့နေပြဝဲလာကအခုကျွန်တော်တို့အမြန်ဆုံးနလန်ထဖို့တော့လိုအပ်နေပြီ။ ကျွန်တော်ကအသိဉာဏ်တဲ့မှာစိတ်ပြန်မိပြီမှလည်းအခုဘုံဘောနဲ့ပွဲစဉ်ကအရေးကြီးတဲ့အတွက်နလန်ထူဖို့အချိန်တော့တိတ်တော့မရှိပါဘူး။ဟုတ်ပါရဲ့ FA Block ကိုဇားပြီးတဲ့နောက်ဘုံဘောနဲ့ဇားတာပိုကောင်းတာပေါ့။အနိုင်ရချင်းကနောက်ထပ်အနိုင်ရမှုတွေကိုအထောက်ကူပြုပေးမယ်လည်းပဲအခုကျွန်တော်လူတွေနဲ့အတူကျွန်တော်တို့ဘလောက်တန်ပါလဲဆိုတာကိုတတ်သိပြသရပါမယ်လို့ဖွင့်အောင်ပြောဆိုခဲ့ရတယ်ပဲဖြစ်ပါလေ။လာဝေးရသည့်အသင်းကိုဆူပလောက်စိန်ခေါ်နိုင်မဲ့အသင်းတွင်ပြန်လည်တည်ဆောက်ဖို့အတွက်အရေးပါမှုတွေနဲ့ပတ်သက်ပြီးတော့နေပြောက်ခွဲလာက ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပါပဲကိုနဲ့ကြာပြီးတဲ့နောက်မှာခင်ဗျားတို့ပြန်လဲတိဆောက်ပြီးသားဖြစ်နေပါပြီကျွန်တော်ရောက်ရှိစဉ်ကဇာမရီအသင်းတွင်နဲ့လည်းမတူတော့ပါဘူးကလပ်အသင်းမှာတန်ချန်တွေရှိလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ရတော့အခုကျွန်တော်တို့မှာဒီကလပ်အသင်းရဲ့နာဂတ်အတွက်အလွန်အရေးကြီးတဲ့ပွဲစဉ်နှစ်ပွဲရှိနေပါလိမ့်အဲဒီနောက်မှာကျွန်တော်တို့ခဏအနားယူသွားမယ်ကလပ်ကမ္ဘာပလာလေအဲဒီလုပ်ငန်းစီနေတဲ့မှာရှိနေပြီးကျွန်တော်တို့ချမှတ်ရမယ်ဆုံးဖြတ်ချက်တွေကိုချမှတ်သွားမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် မာလီယံကွန်ရက်ကိုခေါ်ယူနိုင်ဖို့အတွက်အနည်းအဆဆုံးဖြစ်နေပြီဖြစ်တဲ့မန်ယူနိုက်တက်ရိုက်တဲ့တင်ကောင်ဟူတင်းရဲ့တောင်းပန်စာမှာမာလီယံကွန်ရက်ကိုခေါ်ယူနိုင်ဖို့အတွက်သဘောတူညီမှုရရှိနိုင်ဖို့အလွန်အလွန်ကိုနှိစက်နေပြီဖြစ်ပြီးတိမ်မြောင်ခင်မှာပဲပြောင်းချွေသဘောတူညီချက်ထွက်ပေါ်လာဖွယ်ရှိနေတယ်လို့ဖရာဇီယိုရိုမာနိုကဖော်ပြလိုက်ပါတယ်ဘရာဇီးတောင်ပန်ဇာမားကယူရိုတဲ့အစီအမံဂိမ်းကိုလက်ခံလိုက်ပြီးဖြစ်ပြီးဇာမားနဲ့ပုံကိုရေးသဘောတူညီမှုကလည်းရရှိနိုင်တော့မှာဖြစ်တယ်လို့ဆိုပါရယ် အပြောင်းအလဲတွေပတ်သက်ပြီးတော့နှစ်ဖက်ကြားမှာနောက်ဆုံးအသေးစိတ်အချက်အလက်တွေကိုညှိနှိုင်းဖို့ပဲကြံရှိတော်တယ်လို့သိရပြီးအဲ့ဒါတွေပြီးရနဲ့အပြောင်းအလဲကိစ္စကိုအတည်ပြုကြောင်းတင်ညာတော့မှလည်းဖြစ်ပါလိမ့်။နေပြည်တော်မော်ရင်ကအသင်းအတက်ဆက်ပိုင်းအတွက်နံပါတ်10ရုနေရာမှာကိုညာကိုဦးစားပေးပြည့်မဲ့အဖြစ်အလို့ရှိနေကြတာဖြစ်ပြီးကိုညာကိုယ်တိုင်ကလည်းရွတ်တဲ့အသင်းစီကိုပြောင်းအလဲကစားဖို့စိတ်ဝင်စားလျက်ရှိနေတာလည်းဖြစ်ပါလိမ့်။ သန်း25နှစ်အရွယ်သာရှိနေသေးတဲ့ဒီဇာမားကဒီနေ့ဘောလုံးရာသီမှာဟူအသိန်းအတွက်ပြန်ဝင်ဆောင်34ပွဲပါဝင်ကစားထားပြီးတော့16ခုအထိတောင်သွင်းယူထားနိုင်တယ်လို့6ကြိမ်ဂိုးပန်ဒီပေးနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဇာမားဘွားအတွင်းအကောင်းဆုံးရာသီတစ်ခုကိုဖျက်ဆီးနေတဲ့ကွန်ညာဟာဒီနေ့ရာသီမှာတော့ဦးကိုစွန့်ခွာပွဲရှိနေရလည်းပဲဖြစ်ပါလိမ့်။ကွန်ညာကိုယူရတဲ့အသိအပြင်းအဆင်နဲ့ ဒေါ်လန်ဟော့စပါ၊နော်ဒန်ဖော်ရက်စတိုကလည်းစိတ်ဝင်စားကြပါပဲ။လက်ရှိမှာတော့ယူနိုက်တက်အသင်းတစ်သင်းတည်းကသာကိုညာကိုခေါ်ယူနိုင်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေတော့ဖြစ်ပြီးကစားမလဲပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့မယ်ဆိုတော့ဦးအသင်းနဲ့ပါသဘောတူညီမှုရအောင်လှုံ့ဆော်လာပွဲလေးပဲရှိပါလိမ့်။ဟိုတဲ့နဲ့ကိုညာတို့အကြောင်းပေါင်62.5တန်းတန်စာချုပ်ဖြတ်သိမ်းကြီးရှိနေပြီးတော့ယူရတဲ့အနေနဲ့ကိုညာကိုခေါ်ယူခြင်းနဲ့ဆိုတော့အဲ့ဒီတန်ကြီးအတိုင်းကံလန်သွားရမှာလည်းပဲဖြစ်ပါလိမ့်ယူရတဲ့ကလည်းကိုညာပြေးနောက်တဲ့ထိန်းတန်းစားမတွေကိုခေါ်ယူနိုင်ဖို့အတွက် ယူပါလိမာဘိုဆွဲပြီးချန်ပီယံလိဝင်ခွင့်ရရှိဖို့လည်းလိုအပ်နေသေးတာလည်းပဲဖြစ်ပါလိမ့်ကျေးဇူးတင်ပါတယ်ဘဲတယ်များလို့ကိုစိတ်နှဖျောင်းကျမ်းပါချမ်းသာကြပါစေခင်ဗျာ